ဟုတ်ကဲ့မင်္ဂလာပါဝေါ်ခုံနိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေအဲ့တော့ဒီနေ့လည်းနောက်ဆုံးရတဲ့တင်းတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးပြောပြချင်တဲ့တင်းကတော့ Joshua Ban ရဲ့အကြောင်းပါခင်ဗျအဲ့တော့ကျွန်တော်တို့အားလုံးသိပြီလား Joshua Ban ကလာမယ့် December 9ရက်နေ့မှာ Champion လူပွဲထိုးရတော့မှာဖြစ်ပါတယ်ဒီမှာအားလုံးသိချင်တဲ့အကြောင်းအရာကတော့သူ့ရဲ့ထိုးကြေးပါခင်ဗျအဲ့တော့ Joshua Ban ကဒီပွဲစဉ်မှာမြန်မာငွေနဲ့ဆိုရင်3000ကျော်တိရရှိမှာဖြစ်ပါတယ်အဲ့ထက်လုံးဝမနေပါဘူးခင်ဗျ ဘာကြောင့်အဲ့လိုပြောလဲဆိုရင်ဒီမှာတစ်ချက်ကြည့်လိုက်ကြပါဦး။ Alexander Pantoja ကသူချန်ပီယံကောက်ွယ်ပွဲတပွဲထိုးတိုင်းသူ့ရဲ့ဝင်ငွေကဒေါ်လာ3.4တန်းလောက်ထိဝင်ငွေရရှိနေတာဖြစ်ပါတယ်။မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်း3သိန်းကျော်ပါလားခင်ဗျ။အဲ့လောက်ထိကိုများတော့ပါသူ့ရဲ့ထိုးချက်ကအဲ့တော့နောက်ဆုံးသူနဲ့ထိုးခဲ့တဲ့သူ့ရဲ့ပြိုင်ဘက်ပေါ့နော်ချန်ပီယံဆိုင်ကတူကိုင်ကာရာဖရန့် ကိုက်ကာရာဖရန့်ရရှိတဲ့ထိုးချင်းကဒေါ်လာ6သိန်းဝန်းကျင်ကိုရရှိတာဖြစ်ပါတယ်။မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်3000ကျော်ပါတယ်ခင်ဗျ။အဲ့ဒီပွဲမှာကိုက်ကာရာဖရန့်ကချန်ပီယံကိုရှုံးနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ PPV ရောင်းအားကြောင့်ဝင်ငွေကတော်လေးကိုများတယ်လို့ပြောလို့ရပါတယ်ခင်ဗျ။အဲ့ဒါဆိုရင်90ဖြစ်စဉ်ရှုံးနေဖြစ်စဉ်ဂျော်ရှော်ဘန်လည်းဒီပွဲမှာသိန်း3000ကျော်မှာတော့လုံးဝကိုတေးချပါတယ်ခင်ဗျအဲ့ဒါတို့အတတင်ရရှိမဲ ထိုးခြင်းပါပြီးတော့တကယ်လို့ဒီပွဲမှာသူအနိုင်ရခဲ့မယ်ဆိုရင်ဒေါ်လာနှစ်သန်းနေပါရရှိမှာဖြစ်ပါတယ်အဲ့ထက်လေးများသွားနိုင်ပါတယ်အဲ့တော့မြန်မာဝင်နဲ့တွက်လိုက်မယ်ဆိုရင်သိန်း8000ဝန်းကျင်ရရှိနိုင်တာဖြစ်ပါတယ်။အဲ့ဒါကဒီပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့မယ်အနိုင်ရခဲ့မယ်ဆိုရင်ဝင်ဝင်အဲ့လိုတိရရှိမှာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့ဒီဖန်လိုဂျာလိုပဲသူကချန်ပီယံကာကွယ်ပွဲကိုအကြိမ်ကြိမ်ထိုးတက်နိုင်ခဲ့မယ်ဆိုရင်တော့သူ့ရဲ့ဝင်ငွေလည်းဒီဖန်လိုဂျာရတဲ့ဝင်ငွေလိုပဲ မြန်မာငွေနဲ့ဆိုရင်သိန်းပေါင်းတသိန်းကျော်အထိကိုရရှိနိုင်မှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ရဲ့ Jaw Shop Ban Lumen Fighter Jaw Shop Ban ကတော့ဒီပွဲမှာတထည့်ဖြစ်ပြီလို့ပြောလို့ရပါတယ်ခင်ဗျာ။ဟုတ်ပြီနောက်တစ်ချက်က PPV ရောင်းအားပေါ့နော်။ဒီပွဲစဉ်ကိုသူတို့ကတော့ခေါင်ပွဲမှာ Marrep နဲ့ Peter Yang ရဲ့ပွဲကိုထည့်သွင်းပေးထားပါတယ်။တချို့လူတွေကလည်း PPV ရောင်းအားနေလိမ့်မယ်ဆိုပြောခံမှန်းကြပါတယ်။လုံးဝမဖြစ်နိုင်ပါဘူးခင်ဗျာ။ဘာလို့လဲဆိုရင်ဒီပွဲစဉ်ကိုပံ့ပိုးထားတဲ့ပွဲတွေကလည်းတကယ်ကိုကောင်းတဲ့ပွဲစဉ်တွေပါ။ ဒီထိတ်ဆုံးမှာ၃ဘွဲရလဲတကယ်ကိုကြမ်းတဲ့ fighter တွေပါ Marab နဲ့ Peter Yan ပြီးတော့ Alexander Phanon ကြာနဲ့ Josh Oppen ပြီးတော့ Brandon Moreno နဲ့ Dazero တိုင်တာတကယ်တကယ်ကိုကြီးလို့ကောင်းမဲ့ပွဲစဉ်တွေပါအဲ့တော့ PPV ကလည်းရောင်းအားလုံးဝကိုမကြနိုင်ပါဘူးခင်ဗျပုံမှန်အတိုင်းပဲသွားမဲ့ပွဲစဉ်လို့ကျွန်တော်ကတော့သုံးသပ်ချက်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Josh Oppen ကိုလာမဲ့ဒီဇင်ဘာ9ရက်နေ့မနက်ပိုင်းမှာအတူတူအားပေးလိုက်ကြရအောင်ဗျနောက်ထပ်ပြောပြချင်တဲ့အကြောင်းအရာကတော့ နော်အုံမဆိုးရဲ့ပွဲစဉ်တောင်းမှာနော်အုံမဆိုးကဒီတစ်ပတ်စနေနေ့ညနေပိုင်းမှာပွဲကစားရတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ဒီ Max Muay Thai Stadium ဆိုတဲ့ပွဲစဉ်ပါပါအရင်တစ်ပတ်ကတော့ကျော်ကြီးရဲ့ဆရာလို့ပြောလို့ရတဲ့ Y2K ရှင်ပြန်ခဲ့တဲ့ Stadium မှာသူတို့ဒီပွဲကိုကျင်းပမှာဖြစ်ပါတယ်အဲ့တော့ဒီတကြိမ်တော့ No Omar ဆိုးအတွက်တော်တော်လေးကိုခက်မဲ့ပြင်ပတ်ပါခင်ဗျလွယ်ကူတဲ့ပြင်ပတ်တော့မဟုတ်ပါဘူး သူ့ရဲ့ပြိုင်ဘက်နာမည်က Pancake Fairtest လို့ခေါ်ပါတယ်။ကျော်စော်ဝင်းတို့လက်ချင်းပြင်ဆင်နေတဲ့ Fairtest ကျင်းရပဲ။ဒီ Stan Fairtest တို့ပြီးတော့ Junior Fairtest တို့ ਨੇ အတူတကွလက်ချင်းပြင်ဆင်နေတဲ့နာမည်ကျော် Fighter ဖြစ်ပါတယ်။သူမကအခုမှအသက်16ပဲရှိသေးခင်ဗျ။ဒါပေမဲ့လည်းပွဲစဉ်ပေါင်းများစွာထိုးတက်ခဲ့ပြီးသားဖြစ်တဲ့ Fighter တယောက်ပါ။ဒီ time မှာလည်းနာမည်ရှိတဲ့ Fighter တယောက်ဖြစ်ပါတယ်။ one championship မှာလည်းထိုးဟိုတယ်ပြီးတော့ RWS Fates Fight Lombini Stadium LWC စတဲ့ပွဲချင်းပေါင်းများစွာကိုထိုးတက်ခဲ့ပူတဲ့ Warren Fighter တရားလို့ပြောလို့ရပါတယ်။အတက်က16ဆိုပေမဲ့ Warren လို့ကျွန်တော်တို့ပြောလို့ရပါတယ်။အဲတော့ဒီပွဲစဉ်ကိုပြန်ပြောချင်းကက်ကြည့်မယ်ဆိုရင် No Omar ဆိုရင်အားသာချက်ဆိုရင်ကျွန်တော်တို့လက်တီထိုးချက်တကယ်ကိုကောင်းတယ်ပြီးတော့ Push Kick တွေတုံးတာတကယ်ကိုတက်ရက်ပါတယ်။ဒီပြိုင်ဘက် Pancake Fighter ရဲ့အားသာချက်ကတော့အမြင့်ကန်ချက်တွေတကယ်ကိုကောင်းပါတယ်။ပြီးတော့လက်တီထိုးချက်လည်းကောင်းတယ်။ ပွဲစီစဉ်တဲ့တူတွေကတော့တကယ်ကိုတော်တယ်လို့ပဲပြောရမှာပေါ့နော်။ဘာလို့လဲဆိုရင် D Fighter နှစ်ယောက်ကလုံးဝကိုမျှတမှုရှိတယ်။အရေချင်းလည်းမသိမရင်းလို့ပြောလို့ရပါတယ်။ကျွန်တော်တို့ဘက်ကစိုးရင်စရာရှိတာတစ်ခုကတော့ No Omar Soul ရဲ့ဒီ Stamina ပိုင်းတက်လုံပိုင်းပါ။တကယ်လို့တက်လုံကဒုတိယအခြေလောက်မှာကျလာမယ်ဆိုရင်တော့အဆင်မပြေပါဘူးခင်ဗျာ။ဘာလို့ဆိုဒီ Pancake Fighter ဆိုတဲ့ဒီ Fighter မလေးကတကယ်ကိုလှင်မြန်တဲ့ Fighter ပါ။ က်လုံးပိုင်းလုံးဝမကြောက်ဘူး။မြန်မြန်ဆန်ဆန်နဲ့ပွဲချိန်ပြည့်ကစားနိုင်မယ့်ဖိုက်တာမျိုးဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်ပြင်ဆင်စေချင်တာကတော့ No Ma So တက်လုံးပိုင်းပဲ။တက်လုံးပိုင်းတကယ်ကိုအလေးနဲ့ထားပြီးတော့ပြင်ဆင်လာစေချင်ပါတယ်။ဒီပွဲစဉ်ကတော့အခုဒီတစ်ပတ်စနေနေ့ညနေပိုင်း9:00နာရီခွဲမှာစတင်မှာဖြစ်ပါတယ်။ No Ma So ရဲ့ပွဲကပွဲစဉ်၄မှာပါခင်ဗျာ။အဲတော့ပတ်တရာမှာရောက်ရှိနေတဲ့ညီကိုတွေတော့ free တော့ကြည့်လို့ရမှာဖြစ်ပါတယ်။ ် online မှာလည်း free ထုတ်လွှင့်မှာဖြစ်တဲ့ဒီ Facebook မှာဆိုရင် Max Mountain Stadium Facebook page မှာထုတ်လွှင့်နေမှာဖြစ်ပါတယ်။အဲတော့ဒီတစ်ပတ်ကျွန်တော်အတူတူပါအားပေးလက်ကျန်ရအောင်ပြ။ဟုတ်ကဲ့နောက်ထပ်တစ်ပြင်းကတော့ဒီနေ့နေ့ခင်းပိုင်းမှာပဲချိန်ရလာတဲ့ပွဲစဉ်ပါ။အဲ့ဒါကတော့ Tien Fighter Sua Black နဲ့ Colombia Fighter Johan Estupinan ရဲ့ပွဲစဉ်ပါ။ဝမ်ချမ်ချင်းကတော့တို့တို့နေရာကိုတကယ်ကိုအခွင့်အရေးကြီးပေးလိုက်ပြီးတော့ကျွန်တော်ပြောလို့ရပါတယ် ပါဆိုရင်ဒီပွဲစဉ်က1 5 9 37 7မှာပါဝင်လာပါတော့ခင်ဗျာတကယ်လို့အလဲထိုးနဲ့အနိုင်ရရှိခဲ့မယ်ဆိုရင်ဒေါ်လာ bonus 9000တိရရှိမယ်ပွဲစဉ်မျိုးဖြစ်ပါတယ်ဒီပွဲကလာမယ့်နိုဝင်ဘာ10ရက်နေ့မနက်ပိုင်းမှာကျင်းပမယ့်ပွဲစဉ်ပါအဲ့တော့တင်းထွက်နေရတော့ဒီအရင်တစ်ပတ်မှာလည်းကျွန်တော်တင်ဆက်ပြီးတာပေါ့နော်ကျွန်တော်တို့ရဲ့ fighter မဲ့ bronica ရဲ့ပွဲလည်းဒီပွဲစဉ်အောက်မှာပါဝင်လာမယ်ဆိုပြီးတော့တင်းနေထွက်နေတာဖြစ်ပါတယ်အဲ့တော့1 friday 5မှာသွားမလား1 5 9မှာ ပါဝင်လာမလားဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။တကယ်လို့ဒီပွဲမှာတော့ပါဝင်လာပြီဆိုရင်တော့တကယ်ကိုကြည့်လို့ကောင်းမဲ့ပွဲစဉ်မျိုးဖြစ်သွားမှာပါ။ဟုတ်ပြီအဲ့ဆိုရင်ဂျိုဟန်အက်စတိုပီနန်ရဲ့အကြောင်းကိုအရင်ကြည့်လိုက်ကြအောင်။ဂျိုဟန်အက်စတိုပီနန်ဆိုတာကလက်ရှိ Fates ဂျင်မှာလေးဂျင်ပြင်ဆင်နေတဲ့ Fighter ပါ။ကျော်စော်ဝင်းနဲ့လည်းပေါင်စင်ပိုင်းမှာခဏခဏစမ်းသပ်ထိုးတက်နေကြတဲ့ Fighter တစ်ယောက်ဖြစ်ပါတယ်။လက်ရှိသူရဲ့အသက်က23နှစ်ပဲရှိသေးတယ်။အချက်က9ပဲရှစ်လမတွေရှိပါတယ်။အရက်အားသာချက်ကတော့လုံးဝပဲ ပြီးတော့ boxing skill တကယ်ကိုကောင်းတဲ့ fighter ဖြစ်ပါတယ်။လက်ရှိ one championship မှာငါးပွဲနိုင်ထားတယ်၊တပွဲပဲရှုံးနေထားတဲ့ fighter ပါ။ကျွန်တော်တို့အားလုံးလည်းမမြင်ကြမှာထင်ပါတယ်။ဒီမလေးရှားနဲ့ American fighter လို့ပြောလို့ရတဲ့ Jojo ပေါ့နော်။ Jojo ကိုအနိုင်ရရှိထားတဲ့ fighter ပါ။တကယ်ကိုလှင်မြန်တဲ့ fighter တယောက်ဖြစ်ပါတယ်။အဲတော့ Sue Black ကိုပြန်ကြည့်မယ်ဆိုရင် Sua Black ကအရင်ရှုံးပွဲများတယ်ဆိုတာလည်းစတိုက်ဆိုတယ်လို့ဖြစ်သွားတာပေါ့နော်၃ပွဲအထိပေါ့ ဒီ Russian fighter Navadi ကိုရှုံးတဲ့နောက်ပိုင်းတူလုံးဝဟန်ချက်ပြတ်သွားတဲ့အခြေအနေလို့ကျွန်တော်မြင်ပါတယ်။ဆိုတော့ Black ကတကယ်တမ်းကျတော့အရန်ကိုကောင်းတဲ့ fighter တစ်ယောက်ပါ။အခုနောက်ပိုင်းမှာတော့အရင်တူပုံမှန်ရရှိထားတဲ့ဒီပုံမှန် return အတိုင်းပဲပြန်လေနိုင်ပွဲဆက်လာတာတွေ့ရပါတယ်ခင်ဗျ။အဲ့တော့ဒီပွဲမှာလည်းကျွန်တော်ထင်တော့အနိုင်ရမယ်လို့ကျွန်တော်ထင်တယ်။ပြောမယ်ဆိုရင် one championship မှာ champion ဖြစ်တဲ့နေတဲ့ fighter တစ်ယောက်ပါ။အသက်က29နှစ်ရှိနေပါပြီ။ ်အခုချိန်မှာချန်ပီယံဖြစ်တာတော့အသင့်တုံဆောင်လို့ကျွန်တော်မြင်တယ်သူထိုးခဲ့တဲ့ပွဲစဉ်ပေါင်းအောင်လဲ၁၁ပွဲထိုးခဲ့တယ်အမှ၈ပွဲနိုင်၃ပွဲရှုံးရလဲပိုင်ဆိုင်ထားတာဖြစ်ပါတယ်အဲ့ထက်ဒူချာတာတစ်ချက်ကြတော့ဘန်တန်ဝိတ်တန်မှမဟုတ်ပါဘူးဗျဒီပွဲစဉ်ကဒီ Super Black ဝိတ်တန်ဆင်းပြီးတော့ထိုးတက်ရမယ်ပွဲစဉ်မှာ Flame ဝိတ်တန်မှာထိုးတက်ရမှာဖြစ်ပါတယ်အဲ့တော့သူရဲ့အစွမ်းဆောင်ရဲ့ပိုင်းဘယ်လိုမျိုးဖြစ်သွားမလဲဆိုတာကျွန်တော်တစ်ချက်စောင့်ကြည့်မှာဖြစ်ပါတယ်โอเคဒီနေ့ကတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်